မက္ကစီကိုဟာလာပေါင်းများစွာကုန်တွယ်ကွန်းမြင့်တင်မဲလို့ချင်းချောက်မှုတွေကြားကကြီးမားတဲ့တန်တမန်ရေးအောင်ပွဲတရက်ကိုရရှိခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မြင်မာတဲ့ကုံတွယ်ကွန်းတွေကောက်ခံမယ်ဆိုတဲ့အစီအစဉ်ကိုရုတ်တရက်ရွှေ့ဆိုင်းလိုက်တာကြောင့်မက္ကဆီကိုမှာဝမ်းသာစရာဖြစ်နေပါတယ်။အထူးသဖြင့်နိုင်ငံရေးမှာနမေရလာတဲ့ကလော်ဒီယာရှင်ဘယ်ရဲ့ခိုင်မာတဲ့ဆွေးနွေးညှိနှိုင်းမှုတွေကြောင့်လူထုထဲမှာထရန့်ကိုအနိုင်ရမယ့်အလားအလာကိုယုံကြည်လာကြပါတယ်။ဒါပေမဲ့အဓိကမေးခွန်းကထရန့်အုပ်ချုပ်ရေးဟာနောက်ဆုံးချိန်မှာဘာကြောင့်ဒီကုံတွယ်ကွန်းတွေကောက်ခံဖို့နောက်ဆုတ်သွားတာလဲ။ရှင်ဘယ်ကဘလို့အကောင်းဆုံးကစားပွဲကိုကစားခဲ့တာလဲ။ မက္ကဆီကိုရဲ့ပြန်လည်အရေးယူမဲ့ချိန်ချောင်းမှုကဝါရှင်တန်ကိုတကယ်ပဲလန့်စေခဲ့တာလားဒီညော်လင့်မထားတဲ့ရွှေဆိုင်မှုရဲ့နောက်ွယ်ကဆွေးနွေးညှိနှိုင်းမှုတွေနဲ့မြောက်များစွာသောအရေးပါတဲ့ခြေလှမ်းတွေကိုအစဉ်စဉ်တုံးတက်ကြည့်ရအောင် မက္ကဆီကိုဟာကုန်သွယ်ရေးစစ်ပွဲမှာဘလို့ကြီးမားတဲ့ပြန်လည်ရုံထောက်မှုတွေလုပ်ခဲ့ရဲဆိုတာနီးနီးကပ်ကပ်လေ့လာကြည့်ရအောင်ဒေါ်နယ်ထရန့်ဟာအမေရိကန်ပြည်တွင်းဈေးကွက်ကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့မက္ကဆီကိုက ကုန်ပစ္စည်းတွေအပေါ်မြင့်မားတဲ့ကုန်သွယ်ခွင့်တွေကောက်ခံဖို့ကြာမြင့်စွာစဉ်းစားနေကြတာပါ ကားစိတ်ပိုင်းတွေကနေစိုက်ပျိုးရေးထွက်ကုန်တွေအီလက်ထရွန်နစ်ပစ္စည်းတွေကနေခြေထည်တွေအထိမက္ကဆီကိုကုန်သည်တွေကိုအခက်တွေ့စေနိုင်တဲ့အစီအစဉ်တွေဟာမက္ကဆီကိုစီးပွားရေးအတွက်အိမ်မက်ဆိုးတစ်ခုလိုဖြစ်နေခဲ့ပါတယ်မက္ကဆီကိုရဲ့အကြီးဆုံးဈေးကွက်ကအမေရိကန်ဖြစ်ပြီး သူ့ရဲ့တင်ပို့မှုရဲ့80ကျော်ဟာမြောက်ဘက်အိန္ဒိချင်းဖြစ်တဲ့အမေရိကန်ကိုရောက်နေတာပါဒီလိုခွန်လေးကမက္ကဆီကိုကိုစီးပွားရေးကြဆင်းမှုတွေရောက်သွားစေနိုင်ပါတယ်ထရက်ရဲ့ခြေလန်းဟာရွှေပြောင်းနေထိုင်မှုနဲ့နေရန်ဆိုင်ရာငင်းခုန်မှုတွေရဲ့ ်ခီအားတွေနဲ့မဆက်ဆက်ဘူးလို့မဆိုနိုင်ပါဘူးသူက မက္ကစီကိုကိုသတင်းစကားပေးနေတာပါနေဆက်ကနေရွှေပြောင်းနေထိုင်သူတွေမဝင်လာအောင်မတားဆီးရင်ငါကုံတွေကွန်းတွေကောက်မယ်လို့ချင်းချောင်းနေတာပါတချို့သုံးသက်သူတွေကတော့ဒါဟာအမေရိကန်ပြည်တွင်းနိုင်ငံရေးအတွက်ချင်းချောင်းမှုတစ်ခုလို့ဆိုကြပေမဲ့မက္ကစီကိုဘက်မှာတော့စီးပွားရေးရည်ရွယ်ချက်ကအရန်ကိုပြင်းထန်နေပါတယ်ဒီအချိန်မှာပဲကလော်ဒီယာရှင်ဘယ်ဟာမြင်ကွင်းပေါ်ကိုရောက်လာပါတယ်မက္ကစီကိုစီးတီးက 如在你耳边，山上依稀的。 ိုင်ငံရေးသမားရှင်ဘယ်ကထရန့်ရဲ့ကုံတွယ်ကွန်းတွေကိုကျမတို့လက်မခံဘူးသူတို့လာရင်ကျမတို့လည်းတုံ့ပြန်မယ်လို့ပြောခဲ့ပါတယ်။မက္ကဆီကိုကဘလို့တုံ့ပြန်ခဲ့လဲထရန့်နဲ့ထရူဒိုတို့ကလွန်ခဲ့တဲ့ရက်သက်တပတ်တွေအတွင်းမှာပြင်းထန်တဲ့ပြောဆိုမှုတွေလုပ်ခဲ့ပေမဲ့ရှင်ဘယ်ကတော့ပိုပြီးတိုင်းလာပြီးချင်းချင်းပြောဆိုတဲ့ပုံစံကိုရွေးချယ်ခဲ့ပါတယ်။အင်ဂါနီမှာရှင်ဘယ်ကမက္ကဆီကိုရဲ့အကြဥစည်းဘွားကိုကာကွယ်ဖို့ကုံတွယ်ကွန်းနဲ့ကုံတွယ်ကွန်းမဟုတ်တဲ့အရာတွေလုပ်မယ်လို့ပြောခဲ့ပေမဲ့ချက်ချင်းလှုံ့ဆော်မှုတွေမလုပ်ခဲ့ပဲ တန်တမန်ရေးနီလန်းတွေကိုအရင်စမ်းကြည့်မယ်လို့ညွှန်ဆိုခဲ့ပါတယ်။ကျွန်မပြောနိုင်တာကဒါဟာမက္ကဆီကိုအတွက်အရန်ရေးကြီးတဲ့အချိန်မှာလက်မခံဘဲရှေ့ဆက်သွားမှာပါမက္ကဆီကိုဟာကြီးကျယ်တဲ့နိုင်ငံဖြစ်ပြီးမက္ကဆီကိုလူမျိုးတွေဟာတတိရှိပြီးခံနိုင်ရရှိကြပါတယ်လို့သူမက လူထုထဲမှာပြောခဲ့ပါတယ်ကလော်ဒီယာရှင်ဘဲကိုပိုပြီးတည်ရအောင် ရှင်ဘဲဟာမက္ကဆီကိုရဲ့လက်ရှိနိုင်ငံရေးမှာဘယ်ဘက်ရင်စမ်းတည်တည်ထွင်မှုကိုအခြေခံတဲ့ခေါင်းဆောင်တစ်ယောက်အဖြစ်သိကြပါတယ် မက္ကစီကိုစီတီမျိုးတော်ဝင်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကလူကြိုက်များလာခဲ့ပါတယ်။သူမရဲ့ဆွဲဆောင်မှုရှိတဲ့ဟောပြောပွဲတွေအမျိုးသမီးခေါင်းဆောင်တယောက်ဖြစ်တဲ့အချက်နဲ့လူမှုတရားမျှတမှုကိုအလေးထားတဲ့အတွက်မက္ကစီကိုသမိုင်းမှာမကြုံစဘူးတိုးတက်မှုတွေဖြစ်ခဲ့ပါတယ်။တချို့ကျွမ်းကျင်သူတွေကသူမကိုမက္ကစီကိုရဲ့နောက်သမရအဖြစ်မြင်ကြပါတယ်။ရှင်ဘဲကထရန့်ရဲ့ကုန်းသွယ်ခွင့်ချင်းချောက်မှုကိုနိုင်ငံကုန်တိုက်ခါကိုစော်ကားမှုလို့သတ်မှတ်ပြီးကျမတို့ရဲ့တုံ့ပြန်မှုက ရှင်းပါတယ်ပုံတွေခွန်းတွေကောက်ရင်ကျမတို့လည်းတုံ့ပြန်မယ်လို့ပြောခဲ့ပါတယ်ဒီသဘောထားကိုမက္ကစီကိုလူလူကကြဲကြဲပြန့်ပြန့်ထောက်ခံခဲ့ကြပါတယ်2025ခုနှစ်အစောပိုင်းမှာထရန့်အုပ်ချုပ်ရေးကမက္ကစီကိုကနေတင်သွင်းတဲ့ကားစိတ်ပိုင်းအလုံးကို25ကုံတွေခွန်းကောက်ခံမယ်လို့အချက်ပြခဲ့ပါတယ်ရှင်ဘေကမက္ကစီကိုရဲ့ပြည်နယ်များစွာကထုတ်လုပ်သူတွေကိုစုစည်းခဲ့ပြီးပြည်သူလူထုနဲ့တွေ့ဆုံကဒါဖြစ်လာရင်ကျမတို့ကလည်းအမေရိကန်ကနေတင်သွင်းတဲ့ကုန်ပစ္စည်းတွေကိုအလားတူကုံတွေခွန်းတွေက ောက်မယ်လို့သတင်းစကားပေးခဲ့ပါတယ်။အဲ့ဒီအပတ်မှာပဲမက္ကစီကိုနိုင်ငံသားရေးဝန်ကြီးဌာနကဝါရှင်တန်ကိုတရားဝင်စာတစ်စောင်ပေးပို့ခဲ့ပြီးပြန်လည်အရေးယူမယ့်စာရင်းကိုကြေညာခဲ့ပါ။တဲထိုစာရင်းမှာထောက်တော်ပဲခရမ်းကျင်ပြီးဒီယာကားထုတ်လုပ်ရေးတန်မဏိ စိုက်ပျိုးရေးထွက်ကုန်တွေ ပါဝင်ပါတယ်။ American ဈေးကွက်ကမက္ကဆီကိုကိုမိခိုနေရတဲ့နယ်ပယ်တွေမှာအခွန်တွေကောက်ခံမယ်လို့ချင်းချောက်ခဲ့ပါတယ်။ Trump အုပ်ချုပ်ရေးရဲ့ရွှေဆိုင်မှုဆုံးဖြတ်ချက်ဒီကုန်းသွယ်ခွန်ဆုံးဖြတ်ချက်ကိုအပြည့်အဝအကောင့်ထဲပေါ်မှာလာဒါမှမဟုတ် ရွှေဆိုင်ထားမာလာအမေရိကန်ဘက်ကတော့ဒါကိုအမှန်တရားတစ်ခုလို့တင်ပြခဲ့ပါတယ်2025ခုနှစ်မတ်လ30ရက်မှာထရန့်ရဲ့ကုန်သွယ်ခွန်ရွှေဆိုင်မှုရှုပ်ထွေးမှုတွေနဲ့ပြည်နေတဲ့အခြေအနေဆိုတဲ့ကောင်းစီဟာအမေရိကန်ပြည်သူထင်မြင်ချက်ကိုကြီးမားစွာတက်ရောက်မှုရှိခဲ့ပါတယ်အကြောင်းကတော့အင်ဖြူရောရဲ့တရားဝင်ထုတ်ပြန်ချက်တွေမှာကုန်သွယ်ခွန်တွေကိုအခုချိန်ထိရွှေဆိုင်ထားတယ်လို့ပြောထားပြနောက်တစ်ဆင့်ကဖြစ်ကောင်းဖြစ်လာမှာမဟုတ်ဘူးလို့ဆိုထားလို့ပါဒါကြောင့်မက္ကစီကိုဘက်မှာအင်မတန်စိတ်လှုပ်ရှားမှုတွေဖြစ်ခဲ့ပါ ါတယ်ကျမတို့ရဲ့နိုင်ငံကုန်သိခါကိုကာကွယ်ခဲ့တယ်ကျမတို့လက်မလျှော့ခဲ့ဘူးပြန်လဲအေးအေးယူမဲ့ကစားပွဲကိုစပွဲပေါ်တင်ခဲ့တယ်ရလက်တွေရခဲ့တယ်လို့ရှင်ဘယ်ကပြည်သူတွေကိုပြောခဲ့ပါတယ် ရှင်ဘဲကသူမရဲ့တန်တမန်ရေးအောင်ပွဲကိုကျင်းပခဲ့ပါတယ်။မက္ကဆီကိုမီဒီယာတွေကအမေရိကန်သုံးသက်သူတချို့ကထရန့်အုပ်ချုပ်ရေးဟာမက္ကဆီကိုနဲ့ပွင့်လင်းတဲ့ကုန်သွယ်ရေးစစ်ပွဲမဖြစ်စေချင်ဘူးလို့ခေါင်းစည်းတွေနဲ့ဖော်ပြခဲ့ပါတယ်။နာဖတာနောက်ပိုင်းဆွေးနွေးညှိနှိုင်းမှုတွေအခုအစခါဟာတိတ်မလွယ်ကူခဲ့ပါဘူး။ကားလုပ်ငန်းကြီးတွေကလက်ထိုးခဲ့ကြတယ်။ဒီကုန်သွယ်ခွန်တွေကောက်ခံရင်ကျွန်တော်တို့ရဲ့ထုတ်လုပ်မှုတွေရပ်တန့်သွားမယ်လို့ဆိုခဲ့ကြပါတယ်။မက္ကဆီကိုကစစ်ရုံတွေကလည်းအမေရိကန်ကို ထောက်ပံ့နေတာပါ။ဒါကြောင့် Frank ကသူ့ရဲ့မဲဆန္ဒရှင်တွေကိုခိုင်မာတဲ့သတင်းစကားပေးခြင်းပေမဲ့စီးပွားရေးအရှိတရားတွေကိုလည်းရင်ဆိုင်နေရပါတယ်။မက္ကဆီကိုရဲ့ပြန်လည်အရေးယူမဲ့စည်းရင်းကအမေရိကန်စိုက်ပျိုးရေးကိုထိခိုက်စေနိုင်ပါတယ်။တက္ကသတ်နဲ့ကယ်လီဖိုးနီးယားလိုပြည်နယ်တွေမှာ Trump ကိုထောက်ခံတဲ့လယ်သမားတွေဟာကြီးမားတဲ့ဆုံးရှုံးမှုတွေကြုံရနိုင်ပါတယ်။ဒါကရွေးကောက်ပွဲမတိုင်ခင်အမေရိကန်သမ္မတကိုအခက်တွေ့စေနိုင်ပါတယ်။ဒါဆိုရှင်ဘယ်ကတန်တမာရေးကစားပွဲကစားနေတာလားရှင်ဘယ်ဟာတကယ်တော့နိုင်ငံတော်သမ္မတမဟုတ်ပါဘူး။ က္ကစီကိုစီးတီးလို့မြို့ကြီးတမြို့ကိုအုပ်ချုပ်တဲ့မိုရနာပါတီရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။သူမဟာမက္ကစီကိုတမရအန်ဒရစ်မန်နီယိုဖက်ဆိုဘရေတို့အောင်ငုံနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ကုံတွဲခွန်ချင်းချောက်မှုတွေမြင့်တက်လာတဲ့အခါရှင်ဘဲဟာအမွတ်အုပ်ချုပ်ရေးကိုပြည်တွင်းပြည်ပမှာအပြင်းထန်ဆုံးထောက်ခံသူဖြစ်လာခဲ့ပြီးကျမတို့ဟာငင်းကြင်းရေးနဲ့ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံတယ်။ဒါပေမဲ့မတရားတဲ့အရေးယူမှုတွေကိုလက်မခံဘူးလို့ပြောခဲ့ပါတယ်။ အမေရိကန်ဘက်မှာတော့ရှင်ဘယ်ရဲ့အေးဆေးတည်ငြိမ်တဲ့ပြုမှုကိုဆွေးနွေးခဲ့ကြပါတယ်။အေးဆက်တဲ့စိတ်မက္ကစီကိုရဲ့ကလော်ရီယာရှင်ဘယ်ကထရန့်ကိုဘယ်လိုရက်တန့်စေခဲ့လဲဆိုတဲ့ခေါင်းစည်းတွေနဲ့ဖော်ပြခဲ့ကြပါတယ်။ရှင်ဘယ်ရဲ့ယူမန်းချက်ကဝါရှင်တန်မှာရှိတဲ့မက္ကစီကိုတန်ယုံနဲ့ပူးပေါင်းပြီးဇပွဲဝိုင်းမှာအပြေရှားဖို့ပါ။ဒါအတွက်ရှင်ဘယ်ရဲ့အဖွဲ့ကအမေရိကန်ကုမ္ပဏီကြီးတွေလွှတ်တော်အမတ်တွေလေသမားလော်ဘီတွေနဲ့တိတ်တဆိတ်တန်တမန်ရေးလုပ်ခဲ့ပါတယ်။ မက်ကဆီကိုစိုက်ပျိုးရေးထွက်ကုန်တွေကိုအခွန်ကောက်ခံရင်အမေရိကန်စားသုံးသူတွေဈေးတက်လာမယ်။မက်ကဆီကိုစက်ယုံတွေကိုအခွန်ကောက်ခံရင်ကားထုတ်လုပ်မှုကွင်းဆက်ပြိုလဲမယ်လို့ရှင်းပြခဲ့ပါတယ်။ဒီလော်ဘီလုပ်ငန်းကအောင်မြင်ခဲ့ပါတယ်။ထရန့်အုပ်ချုပ်ရေးကအခုချိန်ထိရွှေဆိုင်ထားတယ်လို့ပြောခဲ့ပါတယ်ရှင်ဘယ်ဟာမက္ကဆီကိုလမ်းမပေါ်မှာနိုင်ငံသူရဲကောင်းတယောက်ဖြစ်လာခဲ့ပြီးကျမတို့အနိုင်ရခဲ့တယ် သူတို့ပြန်လာရင်ကျမတို့လည်းအလားတူတုံ့ပြန်မယ်လို့ပြောခဲ့ပါတယ်။ပြည်သူတွေရဲ့စိုးရိမ်မှုတွေကနိုင်ငံတော်စည်းလုံးညီညွတ်မှုအဖြစ်ပြောင်းလဲသွားပြီလား၊ကုန်သွယ်ခွင့်ချင်းချောက်မှုကမက္ကဆီကိုမှကျွန်တော်တို့ခေတ်နောက်ပြန်ဆုံနေပြီလားဆိုတဲ့ခံစားချက်ကိုဖြစ်စေခဲ့ပါတယ်။အမေရိကန်ကကျွန်တော်တို့ကိုလက်ဖြောက်စရာအဖြစ်ပြန်သုံးနေပြီလို့လူတွေစိုးရိမ်ခဲ့ကြပေမဲ့ရှင်ဘယ်ရဲ့ထုတ်ပြောမှုနဲ့ အစိုးရရဲ့ပြန်လည်အရေးယူမဲ့စည်းရင်းကဒီစိုးရိမ်မှုကိုနိုင်ငံတော်စည်းလုံးညီညွတ်မှုအဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။သူတို့ကကျွန်တော်တို့ကိုအခွန်ကောက်မယ်ဆိုရင်ကျွန်တော်တို့ကနေမနေဘူးဆိုတဲ့အော်ဟစ်တန်တွေထွက်ပေါ်ခဲ့ပါတယ်။မက္ကဆီကိုမီဒီယာတွေကအင်မတန်စိတ်လှုပ်ရှားခဲ့ကြပြီးရှင်ဘယ်ကထရန့်ကိုထိတ်လန့်စေခဲ့တယ်ဆိုတဲ့ခေါင်းစည်းတွေနဲ့ပေါ်ပြခဲ့ကြပါတယ်။အရေးကြီးဆုံးကတော့ကုန်သွယ်ရေးစစ်ပွဲက ခုချိန်ထိရနာသွားတာကြောင့်မက္ကစီကိုထုတ်လုပ်သူတွေစိတ်သက်သာရရခဲ့ပါတယ်ထောက်တော်ပဲခရမ်းကျင်သည့်ကားတမဏိကဏ္ဍတွေမှာအေးငယ်တဲ့အောင်ပွဲတစ်ခုကျင်းပခဲ့ကြပါတယ်တင်ပို့မှုတွေမရက်ဆိုင်ခဲ့ပဲအလုံးကန်ဆုံးရှုံးမှုတွေရှောင်ရှားနိုင်ခဲ့ပြီးမက္ကစီကိုအမေရိကန်နယ်စပ်တစ်လျှောက်ကထောက်ပံ့ရေးကွင်းဆက်တွေမပြတ်တော့ပဲဆက်လက်ပတ်နေပါတယ်တကယ်တော့ဒီရွှေဆိုင်မှုကထာဝရဖြစ်မလားဒါမှမဟုတ်ထရန့်ကနောက်ပိုင်းမှာပြန်လည်ဆွေးနွေးမှာလားဆိုတာမရှင်းလင်းသေးပါဘူးဒါပေမဲ့ ရှင်ဘယ်ဘက်ကတော့သူက ကျမတို့ကိုတခါဆန်းခဲ့ပြီးတုံ့ပြန်မှုရခဲ့တယ်။နောက်တစ်ခါထပ်ဆန်းရင်ကျမတို့ကထပ်ပြီးသားမယ်လို့ပြောခဲ့ပါတယ်။ဒီစကားတွေကြောင့်မက္ကစီကိုနိုင်ငံရေးသမားဟာပြည်သူတွေကြားမှာအလွန်ရေပန်းစားလာခဲ့ပါတယ်။တချို့သုံးသက်သူတွေကရှင်ဘယ်ဟာ2026ရွေးကောက်ပွဲမှာသမရလောင်းအဖြစ် ဝင်ပြိုင်နိုင်တယ်လို့ပြောကြပြီးကုံတွဲခွန်ရွေးဆိုင်မှုကသူမရဲ့တန်တမန်ရေးအောင်ပွဲတစ်ခုလို့မှတ်ယူကြပါတယ်။အမေရိကန်ဘက်မှာတော့ကြီးမားတဲ့ရှုပ်ထွေးမှုတွေရှိနေပါတယ်။ထရန့်ရဲ့ကုံတွဲခွန်ရွှေ ွေဆိုင်မှုရှုပ်ထွေးမှုတွေနဲ့ပြည်နေတဲ့အခြေအနေဆိုတဲ့ဆောင်းပါးမှာအင်ဖြူတော်မှာရှင်းလင်းတဲ့အစီအစဉ်မရှိဘဲအကြံပေးတွေကစန့်ကျင်ဘက်ထုတ်ပြန်ချက်တွေလုပ်နေတယ်လို့ဖော်ပြခဲ့ပါတယ်။တချို့ကကုံတွယ်ခွန်တွေကိုအခုချိန်ထိဖယ်ထားတယ်လို့ပြောခဲ့ပေမဲ့တချို့ကတော့နောက်ပိုင်းမှာအကောင့်ထဲပေါ်နိုင်တယ်လို့ပြောခဲ့ကြပါတယ်။ဒီမရေရာမှုကအမေရိကန်စီးပွားရေးလောကမှာအကြက်တဲတစ်ခုဖြစ်စေခဲ့ပါတယ်။ကျွန်တော်တို့ဘာလို့ရမလဲ။တစီကိုမှာယင်းနှိမ့်ညံ့မှုတွေဆက်လုပ်တင်သလားမလုပ်တင်ဘူးလားဆိုတဲ့တွေးဟဖြစ်စေခဲ့ပါတယ်။ထရ န့်ကိုထောက်ခံတဲ့အမေရိကန်စိုက်ပျိုးရေးလော်ဘီတွေတောင်ကုန်သွယ်ခွင်တွေကိုဆန့်ကျင်ခဲ့ကြပါတယ်။အကြောင်းကတော့မက္ကဆီကိုရဲ့ပြန်လည်အရေးယူမှုကသူတို့ရဲ့တည်နှံတွေကိုမယောင်းချနိုင်အောင်ဖြစ်စေနိုင်လို့ပါ အဆုံးမှာတော့လူတိုင်းတည်လာတာက ကုံတွဲကွန်စစ်ပွဲဟာနှစ်ဖက်နိုင်တာမဟုတ်ပဲနှစ်ဖက်ရှုံးတာပဲဆိုတာပါရှင်ဘယ်နဲ့မက္ကစီကိုတန်တမန်တွေကဒီအမှန်တရားကိုလော်ဘီတွေနဲ့ညှဝေခဲ့ကြပါတယ်အမေရိကန်လွှတ်တော်ထဲမှာတောင်ကုံတွဲကွန်တွေဟာမိုင်မဲတဲ့လက်နက်ဖြစ်ပြီးကျွန်တော်တို့စီးပွားရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့အတန်တွေပုံမူအားကောင်းလာခဲ့ပါတယ်ထရန့်အုပ်ချုပ်ရေးကလည်းနောက်ဆုတ်သွားခဲ့ပါတယ် အခုချိန်ထိလို့ပြောခဲ့ပေမဲ့ဒီနောက်ဆုံးမှုကအမေရိကန်တွင်းမှာသမရကသူ့စကားကိုမတည်ဘူးလားမက္ကစီကိုကိုဘာလို့ဖိလို့မရတာလဲဆိုတဲ့ငင်းခုန်မှုတွေဖြစ်စေခဲ့ပါတယ်။ထရန့်ရဲ့မဲဆန္ဒရှင်တွေကရွှေပြောင်းနေထိုင်မှုအကျက်တဲနဲ့နေဆက်လုံးကြုံရေးမှာခိုင်မာတဲ့လှုပ်ဆောင်မှုတွေမျှော်လင့်နေခဲ့ကြပေမဲ့စိတ်ပျက်ခဲ့ကြပါတယ်။အတူချုပ်ပြောရရင် ရှင်ဘယ်ရဲ့အောင်ပွဲကထရန့်ရဲ့မဲဆန္ဒရှင်တွေမှာမကျေနပ်မှုတွေဖြစ်စေခဲ့ပေမဲ့မက္ကစီကိုဟာကုန်သွယ်ခွန်ပြဿနာကနေ ထာဝရလွတ်မြောက်သွားပြီလားအမေရိကန်သမရရွေးကောက်ပွဲနဲ့နီးလာတာနဲ့အမျှမရေရာမှုတွေရှိနေသေးပါထရန့်လိုနိုင်ငံရေးသမားတွေကမက္ကဆီကိုကနေရွှေ့ပြောင်းနေထိုင်သူတွေကိုမတားဆီးနိုင်သေးဘူးဒါကြောင့်သူတို့ကိုဒီလောက်အခွန်ကောက်မယ်လို့ပြောနိုင်ပါတယ်မက္ကဆီကိုကဒါကိုသိထားတာကြောင့်ရှင်ဘယ်ကကုံတွဲခွန်တွေမြည်သည့်အချိန်မဆိုပြန်ပေါ်လာနိုင်တယ်ကျမတို့ကပြန်လေတုတ်ပြန်ဖို့အစင်းသိရှိတယ်လို့ပြောခဲ့ပါတယ်ထို့ပြင်မက္ကဆီကိုသမရအမလောက်က အမေရိကန်နဲ့ဆက်ဆံရေးဟာနီးပြူဟာကြတယ်လို့ထလောင်းပြောကြခဲ့ပြီးကျွန်တော်တို့ဟာဂုံတိတ်ခါရှိရှိနဲ့ရက်တည်ရမယ်လို့ပြောခဲ့ပါတယ်။ဒါကမက္ကစီကိုဟာအမေရိကန်ကိုလက်လျှော့မပေးဘဲခက်ထန်တဲ့ညှိနှိုင်းမှုတွေအတွက်အစင်သေးဖြစ်နေပြီဆိုတာကိုပြသနေပါတယ်။ရေရှည်မာရဲစနခါယခင်ကနာဖတာသဘောတူညီချက်ကိုလိုက်နာမယ်ဆိုရင် နှစ်နိုင်ငံကြားကပုံသွေးရေးဟန်ချက်ညီနေရင်တောင်နိုင်ငံရေးတင်းမာမှုတွေမြည်သည့်အချိန်မဆိုပေါ်ပေါက်နိုင်ပါတဲ့ဒီဖြစ်စဉ်မှာရှင်ဘယ်ရဲ့ကဏ္ဍကသူမကိုမက္ကစီကိုပြည်တွင်းနိုင်ငံရေးမှာနေရာအစ်စ်တစ်ခုပေးခဲ့ပါတဲ့မျိုးသမီးကောင်းဆောင်တယောက်ရဲ့ပုံရိပ်နဲ့အမေရိကန်ကိုမမျိုးငယ်တဲ့နိုင်ငံရေးသမားဆိုတဲ့သူမရဲ့ပုံရိပ်ကမက္ကစီကိုပြည်သူတွေရဲ့လက်ခုပ်တံတွေကိုရရှိစေခဲ့ပါတယ်။တချို့ကသူမကိုလူထုဝါရရနံပါတယ်လို့ဝေဖန်ကြပေမဲ့နိုင်ငံရဲ့စီးပွား အားရေးကြိုးစည်းပွားကိုကာကွယ်ပေးတာနဲ့ Trump ကိုရှင်းလင်းတဲ့သဘောထားနဲ့ဆန့်ကျင်တာကိုကြကြပြန့်ပြန့်အတိအမှတ်ပြုခံရပါတယ်။ဒါ့အပြင်ရှင်ဘဲကစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့လူမှုရေးမူဝါဒတွေအကြောင်းကုံတွဲခွန်တွေကိုစိုးရိမ်စရာမလိုပဲဆက်ပြောနေပါတယ်။ဒါကသူမရဲ့လူကြိုက်များမှုကိုပိုတိုးစေပါတယ်။ဒါပေမဲ့ကုံတွဲခွန်တွေတွေမဟုတ်ပါဘူး။ ထရန်က မက်ကဆီကိုနဲ့နေဆက်မှာကြီးမားတဲ့နေရန်တစ်ခုစောက်ဖို့နဲ့ရွှေ့ပြောင်းနေထိုင်မှုစီစဉ်မှုကိုတားဆီးဖို့အစီအစဉ်တွေရှိနေပါတယ်။ဒါကမက်ကဆီကိုအတွက်လည်းစိုးရိမ်စရာဖြစ်နေပါတယ်။အကြောင်းကတော့မြောက်အမေရိကန်ကရွှေ့ပြောင်းနေထိုင်သူတန်းပေါင်းများစွာကမက်ကဆီကိုကနေတဆင့်အမေရိကန်ကိုဖျက်တက်ကြော်ဝင်ရောက်ချင်နေလို့ပါ။ထရန်က မက်ကဆီကိုက သူတို့ကို မတားဆီးရင်ငါကုံသွဲကွန်တွေကောက်မယ်လို့ပြောပါတယ်။ မက္ကဆီကိုကတော့ဒီရွှေပြောင်းနေထိုင်သူတွေကိုတားဆီးဖို့ကျွန်တော်တို့ကရဲတပ်ဖွဲ့နိုင်ငံဖြစ်เสียရမလို့ဘူးလို့ပြန်ပြောပါတယ်ရှင်ဘယ်နဲ့သူမရဲ့အဖွဲ့ကရွှေပြောင်းနေထိုင်မှုရဲ့လူခွင့်ရေးရှုထောင့်ကိုအဓိကထားပြောနေချိန်မှာထရန့်ကမြန်မာတဲ့နိုင်ငံကသူတို့ကိုတားဆီးနိုင်မယ်ဆိုတဲ့အတွေးကိုစုပ်ကင်ထားပါတယ်တခါတလေမက္ကဆီကိုဘက်ကအမေရိကန်အတွက်အခက်အခဲဖြစ်စေသူတွေကိုရွှေပြောင်းနေထိုင်သူစခန်းတော့ ဒီနဲ့ထိန်းထားဖို့စူးစမ်းပေမဲ့အပြေအဝပူပေါင်းဆောင်ရွက်မှုတော့မရှိပါဘူး။ဒီစန့်ကျင်ဘက်ဖြစ်မှုက ကုံသွဲခွန်အကြက်တဲရဲ့နောက်မျက်နှာစာတစ်ခုပါ။လက်ရှိအခြေအနေအရရှင်ဘယ်ရဲ့လူသားချင်းစာနာတဲ့ရွှေ့ပြောင်းနေထိုင်မှုမူဝါဒဟာထရန့်ရဲ့ခေတ်နောက်ပြန်ရွှေ့ပြောင်းနေထိုင်မှုမူဝါဒနဲ့ဆန့်ကျင်နေပါတယ်။ဒါကနောက်ထပ်တင်းမာမှုအစ်စ်တွေဖြစ်လာနိုင်တယ်ဆိုတာကို ဆိုလိုပါတယ်။ ထရန့်အုပ်ချုပ်ရေးကလာမဲလာတွေမှာကုန်သွယ်ခွန်တွေကိုပြန်ပြီးအသက်သွင်းမလာမက္ကစီကိုကဘာလို့မှလဲတန်လျာမရှိပဲကျမတို့ကအလားတူတုံ့ပြန်မယ်လို့ရှင်ဘဲကပြောပါတယ်ဒါကမက္ကစီကိုကနေလာတဲ့အရာအလုံးကို25ကုန်သွယ်ခွန်လို့လူလူဝါဒပြောဆိုမှုတွေနဲ့အမေရိကန်မှာနောက်ထပ်ရွေးကောက်ပွဲတစ်ခုဖြစ် လာရင်မက္ကစီကိုရဲ့သဘောထားကို ရှင်းလင်းစေပါတယ်ကျမတို့ကို မတားဆီးနိုင်ဘူးကျမတို့ရဲ့ပြန်လည်အေးအေးယူမဲ့စရင်ကအဆင်သင့်ဖြစ်နေပြီလို့သူမကပြောပါတယ်ဒီဒုတိယအကြိမ်ကဝါရှင်တန်နဲ့မက္ကစီကိုစီးတီးကြပုံမခတ်ထန်တဲ့တန်တမန်ရေးရင်ဆိုင်မှုတစ်ခုဖြစ်လာနိုင်ပါတယ်အခြားတစ်ဖက်မှာတော့အမေရိကန်စီးပွားရေးလောကကဒီအတွေးကိုမကြိုက်ကြပါဘူးဒါကြောင့်ထရက်ရဲ့လှုပ်ရှားနိုင်တဲ့နေရာကကန့်တက်ခံနေရပါတယ်ဒီတော့အတွင်းမှာရှင်ဘယ်က ပြည်တွင်းနိုင်ငံရေးမှာလူကြိုက်များလာနေပြီး2026ရွေးကောက်ပွဲမှာအားကောင်းတဲ့အမတ်လောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။အရွေးခံရရင်သူမကမက္ကဆီကိုအမေရိကန်ဆက်ဆံရေးမှာအလားတူသဘောထားကိုပုံမချုံထက်အောင်လုပ်နိုင်ပါတယ်။စီးပွားရေးရှုထောင့်ကကြည့်ရင်ကုံသွယ်ရေးစစ်ပွဲကအမေရိကန်နဲ့မက္ကဆီကိုနှစ်နိုင်ငံလုံးကို အခက်တွေ့စေပြီးထောက်ပံ့ရေးကွင်းဆက်တော့ ဒီကိုပျက်စီးစေနိုင်တာကိုသိတာထင်ရှားပါတယ်ကားလုပ်ငန်းထောက်တော်ပဲနဲ့ခရမ်းကျင်သီးလိုစိုက်ပျိုးရေးထွက်ကုန်တွေတန်မဏိနဲ့အီလက်ထရောနစ်ပစ္စည်းတွေဟာအမေရိကန်စားသုံးသူတွေအတွက်အရေးပါတယ်လို့မက္ကဆီကိုတင်ပို့သူတွေအတွက်လည်းအသက်သွေးကြောပါပဲအတူချုပ်ပြောရရင်ဘသူမှဒီဆက်နွယ်မှုကိုအလွယ်တကူဖျက်ဆီးခြင်းမှမဟုတ်ပါဘူးရှင်ဘဲကဒီဟန်ချက်ညီမှုကိုအသုံးချပြီးကုံတွဲကွန်တွေကောက်ခံသူတွေနောင်တရရယ်ဆိုတဲ့အမြင်ကိုဖန်တီးခဲ့ပါတယ်ပြီးတော့ခုချိန်ထိသူမအောင်မြင်နေပါတယ် နာမည်ကာလမှာမက္ကဆီကိုအမေရိကန်တင်းမာမှုရဲ့ဒုတိယအကြိမ်ဖြစ်လာမှလားရှင်ဘဲကသူမရဲ့အေးဆေးတည်ငြိမ်တဲ့ချင်းကပ်မှုကိုဆက်ထိန်သိမ်းမှလားဒါမှမဟုတ်ပုံမရဲတင်းတဲ့ခြေလန်းတွေမြင်ရဦးမှလားထရန့်ကမက္ကဆီကိုကိုငါလိုက်ရောစေခဲ့တယ်လို့ရွေးကောက်ပွဲလေးထဲမှာပြောမှလားဒါမှမဟုတ်ဒီကုံတွေကွန်တွေက သူ့မဲတွေကိုဆုံရှုံစေမှကိုစိုးရိမ်နေမှလားကျွန်း တော်တို့ကိုတင်းရဲ့အမြင်တွေညှဝေဖို့မမေ့ပါနဲ့ကမ္ဘာနိုင်ငံရေးကညီတိအချိန်မဆိုအံအားတင်းစရာတွေဖြစ်ပေါ်နိုင်ပါတယ်အခုချိန်မှာတော့မက္ကစီကိုပြည်သူတွေကရှင်ဘယ်ရဲ့အောင်မြင်မှုကိုကျင်းပနေကြပြီးထရက်ရဲ့ကုံတွယ်ခုံရွှေဆိုင်မှုကိုဝမ်းတာနေကြပါတယ်ကြည့်ရအောင်ဒီနီးဟာမငိမ့်သက်သေးပါဘူး